နက်ပိုင်းတည့်ရနိုးလာတယ်ဆက်ပြီးရမှာလေတလားအတွေးဝင်တာအဲ့တော့ငါသက်ကြီးနေဘာလို့လဲဘာလို့ blind တည့်ရမှာအဲ့လိုမျိုးဘာလို့တွေးနေပါလဲမသိဘူးအဲ့မှန်ထဲမှာကြည့်တော့ကျွန်တော်ဘယ်လိုမျိုးဟိုဟိုဟိုဘာလို့အဲ့ဒီအတွေးဝင်မိတာမဟုတ်ဘူးပဲဒီတိုင်း blind ပေါ့တကယ်လည်းနည်းနည်းတော့ကြီးနေပါဒါတော့ဘောနော်ဒီမင်္ဂလာကံကောင်းတဲ့သူ တော့ဒါကတော့သိရမလားအဲစစောစစီအိမ်တောင်ကြီးကြကြရဲကိုတကယ်ချစ်ရတဲ့သူလက်တွဲရမဲ့သူတွေ့ကြရဲအဲ့ဟာလေဒါမင်္ဂလာတပါးပဲလို့နော်ခုနကဖြစ်သလိုပဲပေါ့နော်မင်္ဂလာကမကောင်းသေးတာဘာလဲအဲ့လိုမျိုးလေဟိုကံမကောင်းကံကောင်းတယ်ဆိုတာကိုယ့်ရဲ့အမြင်နဲ့ပဲဆိုင်တယ်ဘယ်အရာမဆိုကောင်းတာနဲ့မကောင်းတာဒွန်တွဲနေရတဲ့အတွက်ကြောင့်ဘယ်တော့မှကိုယ့်ကိုယ့်ကို ို့ live ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ choice ပဲဖြစ်တယ်။အဲ့အတွက်ကြောင့်တော့ကိုကမကောင်းတာတော့အဲဒီ production နဲ့ကြတော့လတွဲလုံးလုံးနေရာလည်းတော်တော်ကြာပြီပေါ့နော်။အဲပြီးတော့လည်းကားရီကလည်းအများကြီးရိုက်ထားတယ်။အာဆောင်းတော့တော့ပမ်းပမ်းမနေတူတယ်ဘလို့ဘေကားအမတရားရှိလဲဆိုတော့တကားချင်းစီတိုင်းကိုကလည်းအမတရားကြီး ရှိပါတယ်ဘာလို့လဲဆိုတော့ director တွေမတွေ့ director တွေမတွေ့မင်းသားတွေနဲ့ပြုတ်ဆောင်ရတဲ့ခါကြတော့လေတကားနဲ့တကားရတာတွေကလည်းမတူဘူးဆိုတော့အပြော်ဖို့လည်းကောင်းပါတယ် director တွေဆိုတော့တစ်ခုနဲ့တစ်ခုတော့အဲ့လိုကွာတော့ကွာကြတာပေါ့ခါကြရင်စိုးမယ်စိုးရဲ့ character ကမျိုးစုံရှိတယ်မတတိတမီးအကြီးကံကံနဲ့ဆိုးရတာဟိုဆင်းရဲပြီးတော့သူကဘဝကိုပြည့်မနာကြည့်ပြီးတော့ဆိုးရတာအဲ့လိုမျိုးဆိုတော့အမျိုးမျိုးရှိရပေါ့ဆိုတော့ သူကဒီဇလန်းဆက်အိမ်ဒါကွာသွားမယ်ပြီးရင်သူကကာလာရီတော့ပွဲသွားမယ်လို့ချင်ပါတယ်အရင်တော့လွန်ခဲ့တဲ့10နှစ်ကရိုက်ခဲ့တဲ့ဇက်တီကတော့အခုနောက်ပိုင်းတော့တိတ်မလိုက်တော့ဘူးပေါ့နော်အဲ့တော့တော့အဲ့တော့နဲ့ light ပုံစံနဲ့ light တဲ့ဇက်ကလေးပေါ့ခုနောက်ပိုင်းကတော့အဲ့လိုအိမ်တောင်ကြီးဇက်တို့ဒီခါလေးကျလို့ရှိရင်ကလေးအဲ့လိုကလေးမီလေးကို single mother အဲ drama ဆိုလည်းပို့ပြီးတော့အဲ့လိုကိုယ်အသက်ရွယ်နဲ့ light တဲ့ drama လေးတွေပေါ့ ဲ့လိုမျိုးပို deep ဖြစ်တဲ့ဟာလေးကိုပို့ရိုက်လာတာနော်အရင်တော့ကျွန်တော်အဲ့လိုအဲ့လိုအချစ်ကားလေးခပ်ပုတ်ပုတ်ပါ fancy လေးရိုက်လာတာပို့ကားကြတော့တိတ်ပြီးတော့ခန္ဓာကိုယ်ကကြာလဲတိတ်ပြီးတော့ဘယ်လိုမျိုး tree tree လည်းမကြီးပါဘူးဆိုတော့အခုထိလဲ fancy တွေပါလဲရိုက်လို့ရတာရှိတယ်အော်ဟိုတနေ့မနေ့ပိုင်းတည့်ရလို့လာတယ်ဆက်ပြီးရမှာလေးဒီလားအတွေးဝင်တာအဲ့တော့ငါတက်ကြီးနေဘာလို့လဲဘာလို့ line တည့်ရမှာအဲ့လို မနေ့မိုးလင်းတဲ့အချိန်မှာဖက်နေကြစောင်းလို့ကလို့ကောက်ဖက်နေနဲ့အတူညအဲ့လိုရောက်သွားခံစားတက် sorry မတက်ကြီးနေဘူးဘယ်လိုလဲတွေးပြီးပါလဲမသိဘူးဒါပေမဲ့မှန်တယ်မှာကြည့်တော့ကျတော့ဟိုမျိုးဟိုကိုကိုကိုဝါလို့အဲ့ဒီအတွေးဝင်မိတာမှုကိုပဲဒီတိုင်း blind ပေါ့တကယ်လည်းနည်းနည်းတော့ကြီးနေပါဒါတော့ဘောနော်ဒီမင်္ဂလာအကံကောင်းတဲ့သူ ော့ဒါကတော့သိရမလားအဲစစောစစ်စီးအိမ်တောင်ကြီးကြကြရဲကိုတကယ်ချစ်ရတဲ့သူလက်တွဲရမဲ့သူတွေ့ကြတယ်အဲ့ဟာလည်းဒါမင်္ဂလာတပါးပဲလीနော်ဆိုတော့အဲ့လိုမျိုးမတွေ့သေးရဲ့လူမရှိသေးရဲ့လူကြတော့လေဒါကအကောင်ဘက်ကပဲအမြင်တွေ့ရမှာနော်ဟိုကိုတက်ကောင်းနေရရဲ့ဆိုလို့ရှိရင်လည်းဖခင်က ကိုအတွက်ခေါ်လာပေးတယ်လို့ကိုအတွက်မကောင်းတဲ့အရာတွေဆိုရင်ဘုရားကကို့နောက်မရောက်အောင်အမြဲကာကွယ်ပေးရတာစီပဲအဲ့လိုမျိုးပဲအကောင်းဘက်ကလည်းအမြဲတွေးပါတယ်ဟိုကိုကတော့ကို့လူပညာမလုံးမရဲ့ဆိုတော့ဝမ်းသာတယ်သူတို့တကယ်ချစ်တဲ့သူနဲ့အဲ့လိုတွေ့တယ်ပေါင်းဖက်ရမယ်ဆိုဝမ်းသာတယ်ဒါပေမဲ့အမတော့ခုနကပြောတယ်ဘသူဘသူဆိုတာသိကြပြီလားဟုတ်လားအသက်အရွယ်ကတော့တော့အတော်ပါပဲဟိုလိုမျိုး တချို့ကျတော့လဲပေါ့နော်အရန်လုံးလုံးနေရတဲ့အချိန်အရန်အောင်နေနေတဲ့အချိန်ကျတော့ဒီဒါကို risk မလုပ်ချင်ကြတာလဲပါတာပေါ့နော်အဲအကြောင်းမလို့လဲဒီမင်္ဂလာဆောင်တာနည်းနည်းလေးအသက်ရွယ်ပိုင်းခြားတစ်ခုရောက်လာမှပဲဆုံးဖြတ်ကြတာများတော့ဟုတ်ဟုတ်ဒီအင်တာဗျူးမှာပါလေမေးဆဲလို့မဖြစ်နေတော့ဒီမှာလေးပြလို့ရအောင်အဲတော့တော့လေခုနကဖြေသလိုပဲပေါ့နော်မင်္ဂလာကမကောင်းသေးအောင်ပါလားကိုကိုလေးကတော့တယောက်တည်းလွတ်လပ်ပဲချိန်ထိလောက်နေပါ့ အဲ့လိုမျိုးလေဟိုကံမကောင်းကံကောင်းတယ်ဆိုတာကိုယ့်ရဲ့အမြင်နဲ့ပဲဆိုင်တယ်လို့ကိုယ်ချက်တယ်။ဒီခါလေးကြာလို့ရှိရင် relationship တစ်ခုမရသေးဘူးမှမရအောင်မရှိဘူးပဲထားပါတယ်။မရှိလို့စိတ်ညစ်နေမှာလား။ဒါမှမရှိလို့အဲ့ရဲ့လွတ်လပ်မှုကိုကိုယ်ကြိုက်တာလား။ကိုယ့်ရဲ့အမြင်နဲ့ကိုယ်ရွေးချက်မျိုးနဲ့ပဲဆိုင်။တချို့ကြတော့ရှိတယ်။ဒါပေမဲ့ဘယ်လိုမှ break up လုပ်လို့မရဘူး။ဒီလူကကိုယ့်အတွက် toxic အရန်ဖြစ်တယ်။ကို break up လုပ်ချင်တယ်ဒါပေမဲ့ဘလို့မှလုပ်လို့မရအောင်အဲ့လူကကို့အရန် line နောက်ရှက်ပြီဆိုတော့ သူ့အတွက်ကဒါကံမကောင်းစေအဲ့ तू ကလွတ်လပ်ချင်မှာပဲတည်ရမှာဆိုတော့ဒါဘယ်အရာမဆိုကောင်းတာနဲ့မကောင်းတာဒွန်ဒွဲနေရတဲ့အတွက်ကြောင့်ဘယ်တော့မှကိုယ့်ကိုယ်ကိုယ် life ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ choice ဖြစ်တယ်အဲ့အတွက်ကြောင့်မို့ကိုကမကောင်းတာတော့ ဒီ for you application ပေါ့နော်အခုဒီအတက် launch လုပ်တဲ့ for you application မှာ necessary ရိုက်ထားတဲ့ card အများကြီးတင်မှာဖြစ်ပါတယ်အဲ့ဒါဆိုရှင်လည်းချက်ရပြည့်တဲ့ဒီ application ကိုလည်း click ကြမှာနော်